2026ကမ္ဘာဖလားပွဲမှာဝင်ရောက်ရှင်ပြိုင်ခွင့်ရရှိခဲ့တဲ့အသင်းပေါင်း30အထိရှိလာခဲ့ပြီဖြစ်ပါတယ်။ Welcome to my party. We're just getting started. A life is a dream or a nightmare scarring. မင်္ဂလာပါ။ကိုခိုင်းစတာဖုတ်ဘောရှိုးနဲ့ကြိုဆိုပါရပြ။ကျွန်တော်ကိုခတ်ပါ။ဒီဗီဒီယိုလေးမှာကတော့2026ကမ္ဘာဖလားဝင်ရောက်ရှင်ပြိုင်ခွင့်ရပြီးခြေစစ်ပွဲအောင်သွားခဲ့တဲ့အသင်း30ကိုတုံးသက်ဆွေးနွေးမှုလို့တောင်းပါရဖြစ်ပါတယ်။ ဆိုတော့2026ကဘာဗလာပြိုင်ပွဲကကဘာဗလာတမိုင်းမှာပုံတရံအတွင်းသစ်နဲ့ကျင်းပတဲ့ပြိုင်ပွဲကြီးတစ်ခုဖြစ်ပါတယ်။ဒီ international နဲ့ပတ်သက်တဲ့ tournament တွေဒီမှာဆိုရင် World Cup ကဂုံတိတ်ခါပိုင်းအကြီးမားဆုံးပြိုင်ပွဲဖြစ်ပါတယ်။ KSSF World Cup နဲ့ပတ်သက်ပြီးတော့ promotion တွေအများကြီးလုပ်ခဲ့တဲ့ World Cup တွေကိုကျွန်တော်တို့ play ဘွားတွေကကြည့်ခဲ့ရတယ်ပေါ့နော်။အပွင့်လင်းပြောရင်တော့ club team ပွဲစဉ်တွေထက် World Cup ကို စတင်သိရှိခွင့် ကျွန်တော်တို့ရခဲ့တာပါအဲတခြားညီကိုတွေကမပြောတော့ဘူးပေါ့နော်ကျွန်တော်တို့ကလေးဘွားတော်ကတော့ဒီ World Cup ဆိုတာဟိုလူတိုင်းစိတ်ဝင်စားတယ်ကျွန်တော်တို့အရင်ဟို develop မဖြစ်သေးတဲ့နိုင်ငံတွေတောင်မှ World Cup ဆိုရင်ကဘာဖလားကဘာဖလားဆိုပြီးတော့စိတ်ဝင်စားကြတယ်အဘူတာတွေเนาะဒါမှမဟုတ်လဲကားဂိတ်တွေမှာအဲ့လိုကဘာဖလားနဲ့ပတ်သက်တဲ့စာရွက်လေးတွေဒါမှမဟုတ်လဲကလန်ဒါလေးတွေကိုအပြစ်မှာ print ထုတ်ပြီးရောင်းတဲ့အထည်ကိုကဘာဖလားတကဘာလုံးပြည်သက်တွေကိုဆွဲဆောင်နိုင်ခဲ့တာဖြစ်ပါတယ်ဆိုတော့ ဒီနှစ်ကပဗလာအသင်းပေါင်း48သင်းနဲ့တိုးချက်ပြီးတော့ကျင်းပမှာပါကနဦးပြိုင်ပွဲတွေမှာအသင်းပေါင်း32သင်းနဲ့2020ကတာကပဗလာတော့ကျင်းပခဲ့ပြီးပါပြီ48သင်းဆိုတော့အသင်းတတော်များများ ပါဝင်လာနိုင်သလိုပွဲတွေအများကြီးလဲကျွန်တော်တို့ကြည့်ရှုခန်းစားရမှာဖြစ်ပါတယ်အင်ရှင်နိုင်ငံသုံးနိုင်ငံမှာသုံးနိုင်ငံပေါင်းပြီးကျင်းပမှာပါ အမေရိကန်ကနေဒါနဲ့မက္ကဆီကိုပါ ီထဲမှာစိတ်ဝင်စားစရာကောင်းတာကတော့ American ပေါ့ American တွေက1994လောက်တုန်းကလည်းဒီ World Cup Ancient ဖြစ်သူတို့လုပ်ခဲ့ပြီးပြီဘောလုံးတိုးတက်ရေးဦးတည်ပြီး American တွေအဲ့နောက်ပိုင်းကစလို့တောက်လျှောက်ကြိုးစားခဲ့တယ် American ဆိုတာကလည်းအလုံးသိတဲ့အတိုင်းပဲမိတိအရာမှမဆိုအရန်ထူးချွန်တဲ့နိုင်ငံအားကစားဆိုလဲအားကစားအလျောက်တခြားအားကစားတွေမှာဆရာကြီးပဲဒါပေမဲ့ဥရောပဘက်ကစတင်ထွန်းကားလာတဲ့ဘောလုံးရောင်းမှာတော့ American တွေဒီ မထွန်းကားခဲ့ဘူးပေါ့နော်အဲ့ဒါကြောင့်ထွန်းကားအောင်တိုးတက်အောင်သူတို့လုပ်တယ်လက်ရှိချိန်မှာလည်းအမေရိကန်လက်ရွေးစင်ဘောလုံးအသင်းကဟိုကမ္ဘာအဆင့်ရင်မောင်တန်းနိုင်လားဆိုရင်တော့မတန်းနိုင်သေးဘူးဒါပေမဲ့ကျွန်တော်တို့တီးခဲ့တဲ့အမေရိကန်လက်ရွေးစင်အသင်းတွေနဲ့ရှင်မယ်ဆိုရင်တော့မစိုးတဲ့ level တခုတော့ရောက်လာပြီအရင်တော့မကွာဘူးပေါ့ကျွန်တော်တို့တီးခဲ့တဲ့အမေရိကန်လက်ရွေးစင်အသင်းဆိုတာဒါ McBride တို့ Donovan တို့ဒါကိုသမား KC Keller တို့ခစ်ပေါ့ဗျာအခု American Chartered တွေထဲမှာ Twin Oil လေးတွေလည်းပါတော့ပါလာတယ်ဒါပေမဲ့လည်းရင် American တက်ဆိုင်နည်းနည်းလေးတော့တက်လာတာတွေ့ရပါတယ်အခု ancient အဖြစ်လက်ခံကျင်းပမှာဖြစ်တဲ့အတွက်ကြောင့် American လက်ရွေးစင်အတင်းကတော့ခြေစစ်ပွဲဝင်စရာမလိုဘူးတရိုက်ခြေစစ်ပွဲအောင်တယ်ထိုနည်းတူပဲကနေဒါနဲ့မက္ဆီကိုလည်းတရိုက်ခြေစစ်ပွဲအောင်ခဲ့ပါတယ် Okay အဲ့တော့မနေ့ညဒီနေ့မနေ့ပိုင်းတိရှင်ပြိုင်ခဲ့တဲ့ပွဲစဉ်တွေအပြီးမှာခြေစစ်ပွဲအောင်ခဲ့တဲ့အတင်း30အထိပေါ်ထွက်လာခဲ့ပါတယ်ကျွန်တော်နောက်ရက်ဒီမှာလည်း ဒါခြေပွဲအောင်တဲ့34ဒင်းလောက်ရှိရင်လည်း34ဒင်းအကြောင်းကိုကျွန်တော်ထပ်ပြောပေးဦးမယ်နော်လောလောဆယ်တော့ဒီအသင်း30အကြောင်းပဲကျွန်တော်ပြောလိုက်ပါမယ်အဲ့တော့ပထမဆုံး3ဒင်း host nations တွေဖြစ်ပါတယ်ကနေဒါမက္ကဆီကို United States နော်ဒီ3ဒင်းကဒါခြေပွဲအောင်ပြီးအသင်းအနေထားဖြစ်ပါတယ်အာရှမှာအသင်းတော်တော်များများခြေပွဲအောင်ခဲ့ပြီးဖြစ်ပါတယ်အာရှရဲ့အင်အားကြီးအသင်းအသင်းဖြစ်တဲ့ Australia အရင်ကတော့ Australia ကကျွန်တော် အာရှတိုက်အောက်ထဲကဝင်ရောက်ရှင်ပြိုင်နေတဲ့ အသင်းအသင်းတော့မဟုတ်ဘူးတမုတ်တရာပိုင်းတော့ဝင်ရောက်ရှင်ပြိုင်တဲ့အသင်းနောက်ပိုင်းမှာ AFC ဘောလုံးဖွဲ့ချုပ်အောက်ထဲကိုဝင်ပြီးတော့ Australia အာရှအဖွဲ့အောက်ထဲရောက်သွားတာအဲ့တော့အာရှနေစဉ် Australia နော်ခြေစပွဲအောင်ခဲ့တယ်နောက် Iran Iran တော့အထူးတလဲပြောနေစရာမလိုပါဘူးငကူကလေးကအင်အားကြီးအသင်းတသင်း Iran ကစားသမားတွေကိုပြိတက်ကတိတ်ပြီးဘယ်လိုပြောမလဲဟိုတတိမထားမိလို့ဒါဘယ်ကစားသမားကဘလောက်နာမည်မကြီးဘူးလို့ထင်ရတာတကယ်တော့ အီရန်မှာတကက်ဆက်ရာတွေကြီးပဲအခုဆိုရင်လဲတီရီမီတို့ရှိတယ်အရင်တော့ဆိုရင်လဲအယ်လီတို့ဒါဘိုင်မင်းတို့မှာကစားခဲ့တဲ့ပလေယာတွေအလီကာရီမီနော်တခြားတခြားသောနာမည်ကြီးအီရန်ပလေယာတွေရှိခဲ့ဖို့ပါတယ်နောက်တစ်တင်ကတော့ဂျပန်အနီပွန်တွေကတော့တိတ်ပြောစရာမလိုဘူးပေါ့နော်အီရန်နဲ့တူတူပါပဲနီပွန်တမိုင်းမှာဆိုရင်ကဘာဖလားခြေစပွဲတွေအများတန်းလို့အောင်ခဲ့ဘူးတယ်အသင်းတွေကိုအသင်းလိုက်ကစားအားနဲ့တူတူတနဲ့ဒုက္ခအပေးနိုင်ဆုံးအသင်းကဂျပန်ဖြစ်ပါတယ် နောက်တစ်သင်းကတော့ Jordan ပါဒါအရှိလေပိုင်းရဲ့အသင်းတွေထဲမှာ ကောင်းတဲ့အသင်းတစ်သင်းဖြစ်ပါတယ်နောက်တစ်သင်းကပြီးခဲ့သောကမ္ဘာဖလားအင်ရှင်အဖြစ်လက်ခံကျင်းပခွင့်ရခဲ့တယ်ကတာပါနောက်ထပ်တစ်သင်းကတော့ဘောလုံးတိုးတက်ရေးအတွက်အာတွန်ကွန်ဆိုင်ငွေအများကြီးစိုက်ထုတ်ပြီးစူးစမ်းဆောင်ရွက်နေတဲ့ Saudi Arabia ဖြစ်ပါတယ်ဆော်ရီအာရေဗျာရဲ့စူးစမ်းအားထုတ်မှုဘယ်လောက်ထိအရာထင်တယ်လဲဆိုတာ2026ကမ္ဘာဖလားပွဲမှာကျွန်တော်စောင့်ကြည့်ရမှာပါနောက်ထပ်တစ်သင်းကတော့ ်ဆောက်ကိုရီးယားပါအဲတောင်ကိုရီးယားကလည်းကမ္ဘာဗလားနဲ့ပတ်သက်ရင်ပြိသက်မစိမ့်တဲ့အသင်းတစ်သင်းအထူးသဖြင့်2000ပေါ့နော်ကျွန်တော်တို့ဒီအာရှမှာကျင်းပသွားတဲ့ပြိုင်ပွဲမှာဆိုရင်တောင်ကိုရီးယားဒီပြိသက်မထင်ထားတဲ့ level တစ်ခုထိရောက်ခဲ့တဲ့အသင်းတစ်သင်းလည်းဖြစ်ပါတယ်နောက်ထပ်တစ်သင်းကတော့ဥစဘက်ကစ္စတန်ဥစဘက်ကစ္စတန်မှာလည်းကစားသမားကောင်းတွေအများကြီးရှိတယ်။အရှင်ကတည်းကရှိခဲ့တယ်။ဒါပေမဲ့အခုခူဆန်နော့ဖ်မက်ဆီဒီကိုရောက်လာတဲ့အချိန်မှာဥစဘက်ကစ္စတန်ကပို့ပြီးတော့ပြိုင်သက်ကြားထဲမှာနာမည်ရလာခဲ့ပါတယ်။ ဟုတ်ကဲ့ကျွန်တော်ညီကိုတွေဘလုံးမွဲကစားခြင်းနဲ့ဆိုရင်တော့ Super Senior Baseball စီမှာ Ibot ခွန်ရှိကို9တလုံး miss မောင်9 6တို့ကို member တဲ့အပူစုခြင်းများသွားနဲ့ယုံကြည်သွားကစားလို့ရပါတယ်အသေးသေးသိခြင်းနဲ့ဆိုရင်တော့ပပနံပါတ်39 89 669 440မှာဆက်သွယ်ဆုံးသက်မေးမြန်းလို့ရပါတယ်ခင်ဗျာကဲအာဖရိကဆိုမှာဘယ်အသင်းတွေခြေစပွဲအောင်ခဲ့တယ်လဲ Algeria Algeria ဆိုတာပြင်သစ်နဲ့ကက်လျက်နိုင်ငံပဲပြင်သစ်ထဲကိုဝင်တဲ့ Algerian ဘောင်များစွာရှိတယ် ဒါမှမဟုတ်လေအယ်ဂျီးရီးယားမိဘတွေကပောက်ပွားခဲ့ပြီးပြင်သစ်မှာနာမည်ကြီးတဲ့ဘောလုံးသမားတွေတပုံကြီးဇီဒန်အစပြီးတော့ကာရင်ဘန်ဇီးမာတို့အရင်တော့ဘက်ဖိုလ်ဂျီတို့ရှိမယ်အဲ့တော့ပြင်သစ်နိုင်ငံထဲမှာလည်းသူကလူအများစုကလူမျိုး၃ခုရှိမယ်ငါကိုယူရိုပီယန်တွေရှိမယ်နောက်အာဖရိကန်တွေရှိမယ်အရှေ့လေပိုင်းကသူတွေရှိမယ်ပေါ့နော်ဘလို့ပဲဖြစ်ဘောလုံးအင်အားကြီးနိုင်ငံတနိုင်ငံဖြစ်တယ်နောက်တစ်တင်းကတော့ကျွန်တော်ကိတ်ဗာဒီပါ နောက်တစ်တင်းကမူဆာလာအီတို့ရဲ့အီဂျစ်ဖြစ်ပြီးနောက်တစ်တင်းကတော့ ဂါနာနောက် Ivory Coast Ivory Coast ကလည်းပုံမှန်လိုလိုဝင်ရောက်ရှင်ပြိုင်ခွင့်ရတဲ့အသင်းတစ်သင်းဖြစ်ပါတယ်နောက်တစ်သင်းကတော့ပြီးခဲ့တဲ့ကမ္ဘာဖလားပွဲမှာထူးချက်ခြေစွမ်းပြသွားခဲ့တဲ့ Morocco ဖြစ်ပါတယ်နောက်တစ်သင်းကတော့ Senegal ပါနောက်ထပ်တစ်သင်းကတော့ South Africa ဖြစ်ပြီးနောက်ထပ်တစ်သင်းကတော့ တူနီးရှားဖြစ်ပါတယ်အဲ့ထူးခြားတစ်ခုကအာရဗ်နိုင်ငံတွေတော်တော်များများကဘာဖလားခြေစပွဲအောင်ထားတယ်ပေါ့နော်အယ်ဂျီးရီးယားတို့အီဂျစ်တို့မော်ရိုကိုနောက်တူနီးရှားစတဲ့နိုင်ငံတွေပါကျန်တဲ့နိုင်ငံတွေလည်းတဖြည်းချင်းစီခြေစပွဲအောင်မဲ့အရေးအတွက်ဒီထက်ပိုများလာဖို့ရှိပါတယ်နောက်ထပ်ဇုံတစ်ခုကတော့ယူရိုဖြစ်ပါတယ်ယူရိုမှာအသင်းကောင်းများစွာရှိတဲ့အတွက်ကြောင့်ကဘာဖလားကိုရထားတာအများဆုံးအသင်းတွေစုပြုံနေတဲ့တိုက်တိုက်ဖြစ်တဲ့အတွက်ကြောင့်လက်ရှိအချိန်ထိအသင်း၃သင်းပဲ official ခြေစပွဲအောင်နေပါတယ် အဲ့ဒီတင်းကတော့ဘောလုံးဘိုးအေးဤအင်္ဂလန်ပြင်တင်းနဲ့ခရေးရှားဖြစ်ပါတယ်ခရေးရှားဆိုရင်ဒီနေ့မနက်ပိုင်းအမှနိုင်ပွဲရပြီးတော့ခြေစစ်ပွဲအောင်သွားတဲ့အသင်းတစ်သင်းပါဒီ၃တင်းကလည်းကဘာဗလာမှာအများနဲ့လို့လူဘူးသွားကြနေတဲ့အသင်းတွေဖြစ်ပါတယ်နောက်သမုတ်တရာဘိုင်းဆောင်ကနယူးဇီလန်နယူးဇီလန်ကလည်းသမုတ်တရာဘိုင်းဆောင်မှာသူတသိမ်းပဲရှိတယ်သူပဲခြေစစ်ပွဲအောင်မှာရှင်းရှင်းလေးเนาะအဲ့တော့နောက်ထပ်တိုက်ကြီးကတော့လက်တင်အမေရိကဆောက်အမေရိကဖြစ်ပါတယ်အဲ့တော့ဆောက်အမေရိကမှာနာမည်ကြီးအသင်းတွေဖြစ်တဲ့အာဂျင်တီးနာဘရာဇီး စတဲ့အသင်းအသင်းကခြေစပွဲအောင်ပြီးတော့ Louis Diaz တို့ရဲ့စမသေးတဲ့ Colombia, Ecuador, Paraguay, Uruguay စတဲ့အသင်းတွေကလည်းခြေစပွဲအောင်ခဲ့ပြီးဖြစ်ပါတယ်အဲ့တော့2026ကမ္ဘာဖလားမှာဝင်ရောက်ရှင်ပြိုင်မဲ့အသင်းတွေထဲမှာဆိုရင်နာမည်ကြီးပြီးသားပြိသက်တည်ပြီးသားအသင်းတွေကြီးပဲဖြစ်ပါတယ်။ဒီနှစ်ကလပ်ပွဲစဉ်တွေပြီးသွားရင်လည်းကျွန်တော်တို့အတွက်ရင်ခုန်စရာကမ္ဘာဖလားပြိုင်ပွဲကစောင့်ကြိုလိုနေပါကြောင်းသုံးသက်ဆွေးနွေးနေပဲဗီဒီယိုလေးဒီမှာနားချင်ပါတယ်။ကြည့်ရှုပေးခဲ့တဲ့ကျွန်တော်ညီကောင်မတော်မတွေအားလုံးကိုချီးကျူးတင်ပါတယ်ခင်ဗျာ။